ထရိုက်ထုတ်ပြီးထရိုက်သွားလိုက်မယ်ဘောင်ချာဖြတ်ပေးလိုက်မယ်ရှင်ဘောင်ချာမလို့ပါကျန်းယူတော့အဲ့တော့လုံးလုံးမရဘူးလေအကိုဟဲ့အဲ့တထဲရဲ့မြေးလေးမတားနဲ့သူရောဆေးနှမလိုက်ရပြီတထဲရဲ့မြေးဆိုမဲ့လေအဲ့လိုလုံးလုံးမရတာထရိုက်ထပ်သွားလို့မရပါအကိုဟဲ့ခဏနေပါအောင်ဟုတ်ဆေးမှတ်ဖို့အတွက်လက်မှတ်လိုလိုပါနေစမ်းပါ မင်းကဒီဆိုင်မှာအသက်ထင်တယ်။ငါဘာလုပ်လဲဆိုတာမင်းမသိဘူး။သိပါရဲ့။တထင်းရဲ့မီးဆွေတော်မှာဆင်းရဲမဖို့အတွက်ကလက်မလို့လို့ပါ။မင်းနာမည်။ဟိမန်နေမှာ။ဒီဆိုင်မှာငါ့ကိုဘယ်သူမှအဲ့လိုမတားရဲဘူး။မင်းတော်တော်တတ်သိရှိတယ်။မင်းလှုပ်ထုတ်ခံမှာကြောက်။ကြောက်ပါရဲ့။တထင်းကလက်မမထိုးပေးလို့ဆင်းရဲမကြိုက်တဲ့အခါစိုက်ပေးရမှာနဲ့ နာမည်ပြတ်မှာပါပိုကြောက်ပါရဲ့အဲ့ဆိုရင်ငါနာမည်ပြောလိုက်ရရတာပဲလေပြီးတော့ site မှာ CCTV လည်းရှိနေဒါမှမဟုတ်တမင်တသက်ငါအာရုံဖမ်းဆားခြင်းလို့ဗားရှက်ဟိမန်မှာအဲ့လိုစိတ်မျိုးမရှိပါဘူးဟိမန်ဒီကိုအလုပ်လုပ်ဖို့လာတာပါဟဲ့အဲ့ဒါဘာဖြစ်နေတာလဲဟို တားကိုဆွဲကြိုးဒီဇိုင်းအသစ်ကြည့်ကျင်လို့လေအဒီကလေးမှပြပေးနေရကြည့်ကျင်နေဆိုလဲဆိုင်ခန်းထဲမှာသွားကြည့်ပါလားဆိုင်ပြင်းကြီးမှာလူမြင်လို့မှမကောင်းဘူးဘယ်နဲ့ဖြစ်နေတာသွားဟုတ်ကဲ့မေဆိုင်မှာအလုပ်ကိုကြိုးကြိုးစားစားလုပ်နော်တရေပေါ်အဲ့တရင်နားစားတဲ့ဝန်ထမ်းတွေငါဆိုင်မှာအချင်းပြဲ့ငါမခန့်ဘူးနော်ကြားလားဟုတ်ကဲ့သွားတော့ ်မြတ်မောင်တမင်းဦးသေးချာစားလေကျွန်တော်တိတ်နေမကောင်းလို့အစားလည်းတိတ်မစားချင်ဘူးဖေစားလို့လည်းမရမင်းမကြမ်းမာတာလည်းမပြောနဲ့အစားကိုကောင်းကောင်းမှမစားတာอืม အဲ့ဒီမြမောင်ကတော့လေအန်ကဲစကားကိုသိချပြတော့မှစုံအောင်နားမထောင်သူ့စိတ်ထဲထင်တာပဲရှောက်လို့နေတော့တာဟုတ်တယ်အန်ကဲရေမြမောင်ကလေငငယ်တော့လည်းမတူတော့ဘူးပြောရဆိုရတာအရန်ခက်လာပဲအော်ဒါနဲ့လင်းထက်နဲ့မင်းထက်ရောအခုဒီပြင်မြောက်ကြသေးဘူးလားအင်းတားရနေဘက်ကဆိုင်တယ်ဦး သွားစစ်ဆေးနေတော့လမ်းမှာနှောက်ကြနေတယ်ထင်တယ်။တားငယ်ကလည်းကုန်းတက်ကဆိုင်နေစစ်ဆေးနေတော့မကြတော့ပါဘူးလာတော့မှာပါ။ဒီမှာနင်တို့အဖေတွေရှိစဉ်ကတည်းကဒီလိုညစာစားပွဲမှာမိသားစုတွေစုံစုံညီညီနဲ့ပျော်ပျော်ပါပါသမင်းလက်ဆုံးစားခဲ့ကြတာတရက်မှမပြက်ခွက်ခဲ့ဘူးဘူးမှတ်တာနောက်ဆို့ ဘလောက်ပဲအလုံများများဒီအချိန်ကိုမိအောင်နင်တို့သားသမီးတွေကိုပြန်လာခိုင်းကြဟုတ်ပြီနော်တစ်ချိန်တည်းမှာပဲဒီတစ်ချိန်လေးကိုနောက်မကြစေနဲ့ဒီတစ်ချိန်မှာပဲတမင်းအတူစားရတာမြင့်မြင့်မှတ်တာဟုတ်ပြီနော်ဟုတ်ကဲ့ပါအကဲသမီးအင်ဂျင်ချင်းသမီးအလုပ်တွေရောအဆင်ပြေလား အားလုံးအဆင်ပြေပါတယ်အငယ်အငယ်ပြောထားတဲ့ marketing project တွေအားလုံးစီစဉ်နေပါပြီနောက်နှစ်ပတ်တွင်းဆိုလို့ရှိရင်အားလုံးအကောင့်တွေပေါ်တော့မှာပါနှစ်ပတ်တွင်းဟုတ်ကဲ့မြန်သားပဲဆိုပါဦးမလာပဲကောင်းကျွန်တော်ပြန်ရပါပြီအော်အေးဝင်လိုက်ဟုတ်ကဲ့ ဆိုင်ခွဲနဲ့ရောင်ရကြနေတဲ့ကိစ္စကိုကျွန်တော်ပြင်ဆင်ပြပါမယ်။ဒီလမှာဆိုင်ခွဲတင်းတဲ့တုံးရဲ့ရောင်ရကအရင်လားတဲ့ဆိုင်ပို့ပြီးတော့ထိုးတက်လာတယ်။ကုံတိုက်ကဆိုင်ခွဲရဲ့ရောင်ရကိုပါပေါင်းလိုက်မယ်ဆိုရင်တော်တော်လေးတိုးတက်လာတယ်လို့ပြောရမယ်။ဆိုင်ခွဲနဲ့ကိုတိချလို့အဲ့ဒီဆိုင်ကရလတ်တွေစိုးနေတာကြားပြီ။နော်။ရွှေဆိုင်တဆိုင်ရဲ့ဝင်ငွေဟာ ကုမ္ပဏီတခုရဲ့လက်ပတ်မှုမှာအရေးကြီးတဲ့နေရာကပါတယ်။ဟုတ်ပြီနော်။ဟုတ်ကဲ့ပါဘော။တေချာထိန်ထား။ဟုတ်ကဲ့။ဆွေးချပါအင်္ဂယ်။အာတားနှစ်ယောက်စလုံးကရွှေဆိုင်ကိုဦးစီးနေတာမာလာတော့လှည့်ကြည့်စရာမလိုဘူး။ငင်းတဲ့ဆိုရင်လေကိုတိုင်းကဆိုင်ကိုသူကိုယ်တိုင်ဦးစီးပြီးဝန်ထမ်းတွေရော့ကြမသွားအောင်သူကိုယ်တိုင်ဦးဆောင်နေတာကြားရတာအားရစရာပဲ နောက်ဆိုသားတွေကိုပဲအကူရတာဖြစ်ပုံပဲဆက်ပြီးကြိုးစားထားကြဟုတ်ကဲ့ပါတကယ်လားတရားသွားပြီလားဒါဆိုစာရုပ်ချုပ်မှတရားသွားပြီပေါ့အကောင်းတာပေါ့ကွာရတာပေါ့တိတ်ရတာပေါ့ ါဆိုအဲ့နေကြလို့ရှိရင်စားရွှေဖို့အတွက်စားရွှေစားတန်းတွေပါတိချပြင်ဆင်ထားလိုက်ဖိုးပန်းနဲ့ဆက်သွယ်ပြီးသွားလို့ရှိရင် ရောင်းလို့ရမယ့်ရှယ်အမောက်တွေကိုတိချခွဲထားလိုက်အားဖေဖေဒါဘောကငါအဆင်ပြေတာနဲ့မင်းတို့ပါကောင်းစားစေရမယ်စိတ်ချေဒါဆိုအဲ့နေ့ကြမှာဆုံရမယ်ဟေ့တာမင်းစားပြီးပြီလားစားတယ် ။မီလီရောထမင်းစားပြီးကြပြီလား။မစားသေးဘူး။အန်ကယ်ပြန်လာမှအတူတူစားဖို့စောင့်နေရ။ဟုတ်တယ်။ဘိုက်ဖာပဲမဲ့အတူတူစားလို့။ဟုတ်ပါပြီ။ဟုတ်ပြီ။ဟုတ်ပြီ။ကဲဒေါ်လာရှင်။ဒါဆိုခလေးတွေနဲ့ထမင်းအတူတူစားဖို့အတွက်ထမင်းပြန်ပြန်ထားလိုက်တော့။ဟုတ်ကဲ့ပါ။ထမင်းစားခင်မှာသားနဲ့သမီးတို့အန်ကယ်ပြစရာတခုရှိတယ်။ ကဲတားတော့သမီးတို့လာသမီးတို့ဘာပြောမလို့လဲအိုင်နဲသမီးတို့အပေါ်မထက်ဖို့စီကန်းထုတ်ထားတဲ့ဟာကိုအခုဘာလို့ခေါ်လာလဲအခုဟာတားတော့သမီးတို့အားလုံးတီးဖို့အချိန်ကြပြီဖြစ်လို့ပဲတောင်းငဲ့ကြ ဒီမြဘက်ကြီးကိုအန်ဂယ်ရိုလိုပဲသားတို့သမီးတို့မှလည်းဆက်ပြီးတော့ထိန်းသိမ်းဖို့အတွက်တာဝန်ရှိတယ်။အဲဒီတော့ဒီဘယ်ကြီးနဲ့ထိုက်တန်တဲ့သူကိုပဲလက်ဆင့်ကမ်းပေးမှာဖြစ်လို့သားတို့သမီးတို့ကကြိုးစားကြရမယ်နော်နားလည်လားဟုတ်ကဲ့အန်ဂယ်